အားလုံးပဲမင်္ဂလာပါအဲဒီနေ့ဗီဒီယိုလေးမှာတော့အဲမြန်မာနိုင်ငံမှာနေပြီးဂျီမီရဲ့အသုံးပြုတဲ့သူတွေအတိုင်းသုံးတွေ့နေရတဲ့အဲဂျီမီရဲ့ဝင်တဲ့အခါအဥတီကုန်းမကြတဲ့ပြဿနာတွေ SNS ကုန်းမဝင်တဲ့ပြဿနာတွေ အဲကျုပ်တွေ့နေရတဲ့ဟာတွေကိုဘယ်လိုဖြစ်ရှင်မလဲဆိုတာပြပြပေးပါမှာပါအဲဒီလိုကိုမကြောင်လို့အဲကိုရဲ့ဂျီမီအကောင့်ဝင်မြရတယ် Facebook TikTok စတဲ့ဂျီမီနဲ့ကြည့်ဆက်သုံးပြထားတဲ့အကောင့်ဝင်မြရတယ်အဲကျုပ်တွေ့ရတာကြောင့်မလို့ဒီမျိုးတို့ကမရောက်အောင်အဲ Google အဲ Auratica application တွေကိုတုံးပြီးမှကိုရဲ့အဲ Google account ကိုလုံခြုံရေးစနစ်မြင့်တင်တင်ပါတယ် အဲဒီကုဒီ Google Oratica အသုံးပြုတာကအဲကိုယ့်ရဲ့လုံခြုံရင်းကိုမြင့်တင်ပြီးမှအမြန်မာနိုင်ငံမှာအဖုံးအသုံးပြုတဲ့သူတွေအတိုင်းမဖြစ်မနေလိုက်လှုပ်ထားတင်တဲ့အဲနီလာလေးပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးမှအကိုယ့်ရဲ့ဖုံးမှာမဖြစ်မနေလိုက်လှုပ်ကြည့်ဖို့တိုက်တွန်းပါတယ်ပရမဆောအနေနဲ့မိမိရဲ့ဖုံး Android iOS ပေါ်မှာဒီမှာ Play Store တို့မှာ Astro တွေကိုဝင်ပေးပါ ါဒီနေရာရောက်သွားပြီဆိုရင်ဒီကဆက်ဘာကိုသွားပြီပါ ပြီးသွားဆိုရင် Google Authentica လို့ရိုက်ပြီပါပြီးသွားပြီဆိုရင်တော့ဒီကဒီက app ကလေးကို download လုပ်ပေးပါမယ်။အဲပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကိုဝင်ပေးပါ။ န်ချမီရဲရောက်သွားပြီဆိုရင်ဒီအပေါ်မှာရှိရဲ့ကိုယ့်ရဲ့ profile လေးကိုနှိပ်ပေးပါပြီးသွားပြီဆိုရင်ဒီက manage your google account ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါပြီးသွားရင်ဆိုရင်တော့ဒီထဲမှာပါတဲ့ဒီက security ဆိုတဲ့ဟာလေးကိုရှာရင်မှ security ကိုနှိပ်ပေးပါအဲဒီက security ကိုရောက်သွားပြီဆိုရင်အောက်ကို scroll ဆွဲပေးပါမယ်အဲအောက်နားလေးကမှဒီက authentic ဆိုတဲ့ဟာလေးရှိပါတယ်ဒီ authentic ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါမယ်အဲဒီကိုရောက်သွားပြီဆိုရင်ကိုယ့်ရဲ့ဒီခုခဲ account လေးကိုပြန်ဝင်ရမယ်ပေါ့နော် continue နှိပ်ပေးပါ အဲဒီအပြီးမှာပေါ့နော်ဒီကအဲဆိုင်ယန်အော်ရတီကာဆိုတဲ့ဟာလေးပေါ်လာပါလိမ့်မယ်အဲဒါလေးကိုနှိပ်ပေးပါမယ်အဲခုဆိုရင်ဒီကခူကဲရဲ့ဆမနာပေါ်မှာဒီမျိုး ကျွာကုတ်ပုံလေးနဲ့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်အဲအမျိုးပေါ်လာပြီဆိုရင်ကျွာကုတ်အောင်လာလေးမှာရှိရဲ့ခန်းစခင်အေးဆိုတဲ့ဟာလေးကိုနှိပ်ပေးပါ အဲအဲ့ခါမှဒီဟာကိုရဲ့စိခွက်ကီတို့မို့အဲစာအကီလိုခေါ်တဲ့အခေယပေါင်းများစွာပါဝင်နေအဲစာရာရှိတကူပေါ်လာမှဖြစ်ပါတယ်ဒါအတင်းအတွက်လုံချုံရေးတော့ပဲဖြစ်ပါတယ်အဲဒီနေရာမှာပြထားတဲ့အဲကိုကိုအစအဆုံး copy လိုက်ပါမယ်အဲဒီမှာဒီဒီဟာလေးပါဒါလေးကိုအစအဆုံး copy ယူပါမယ် န် PY ဆိုရင်တော့ခုနကငါ download လုပ်ထားတဲ့ဒီဟာ Google Authentication account ကိုဖွင့်ပါမယ်အပြိုင်ဆိုရင်တော့ခုနကငါ download လုပ်ထားတဲ့ Google Authentica app ကိုဖွင့်ပါမယ်။အဲဒီလိုတော့ဆိုရင်ဒီအောက်နာလေးမှာဒီကအပေါင်းဆိုတဲ့ဟာလေးကိုမြင်ရပါလိမ့်မယ်။ဒီကအပေါင်းလေးကိုနှိပ်ပြပါ။ ီးဝိုင်းဆိုရင်ဒီဟာအန်တာအေဆရက်ကီဆိုတဲ့ဟာလေးကိုနှိပ်ပေးပါ and ဒီနေရာမှာကျတော့အချက်လက်၃ခုကိုဖြစ်စေရမှာဖြစ်ပါတယ်။အဲယူအကီနေရာမှာကျတော့ခုနကကော်ပီကူလာတယ်။အဲကိုအရှိယူထည့်ပေးပါ။ပြောရရင်ဆိုရင်တော့ဒီအကောင့်နေနေရာမှာကျတော့ကိုရဲ့ Google အကောင့်နံပါတ်ဒါမှမဟုတ်မှတ်မိလွယ်နိုင်မဲ့ကိုပဲနံပါတ်ပေးလို့ရပါတယ်။အဲဥပမာ CC လို့ပဲပေးလိုက်ပါမယ်။ အန်ဒီနေရာမှာတိုက်အော်ကီဆွဲနေရာမှာကြာကြာကြာတော့သွားကောင်တာဘေးကိုရွေးခိုင်းတာပါအန်လုံချုံရဲ့မြေဆုံဖြစ်တဲ့တိုင်းဘေးကိုဝဲထားပေးပါမယ်ဒါမှစက္ကန့်30အတိုင်းကုတ်ကပြောင်းနေမှာပါပြီးဝိုက်ဆိုတော့ဒီအက်ဆိုတဲ့ဟာလေးကိုနှိပ်ပေးပါအန်ဒီမှာပေါ်လာတဲ့ကုတ်ကလေးကိုကိုမှတ်ထားပေးပါဒီ manage ကိုနေပြပါခုနမှတ်ထားတဲ့ နေမှာ verify နေပြီပါအဲဒီလိုပြတော့ရဆိုရင်တော့အာတင်းရဲ့ Gmail account အတွက် Google Authenticator ကိုအမြင်စတာအာအလုံးလို့ပြောပါပြီ နောက်တစ်ခါ Gmail ထဲဝင်တော့မယ်ဆိုရင်ဖုန်းထဲကို SSN code မဝင်တော့ပြီမဲ့ဒီအထက်ကနေမှလုံခြုံရေးကုန်းယူမှအလက်တကူဝင်နိုင်ပါပြီ